ဦးဇင်းတို့1962ခုနှစ်ကပသိင်းကြီးမြို့နယ်တဟတော်ဆိုတဲ့ရွာတရွာရှိတယ်။တကားကြီးတယောက်မှာသမီးလေးနှစ်ယောက်ရှိတယ်။အမကြီးကမတ်ကြီးတဲ့အငယ်မလေးက17နှစ်သမီးရှိသေးတယ်မတ်ကြီးတဲ့။မဟာကြီးဆိုတော့ဘုရားကြီးဟောခဲ့တာတရားထဲမှာဦးဇင်းတို့တွေ့ရတယ်။တရင်ကတစ်ခဏဖြစ်ပေါ်လာတဲ့ဒီစိတ်ကို မနိုင်လိုက်လို့ တဘဝလုံးစိတ်ဆင်းရဲသွားရတာလေတံဝေကလည်းရစရာကောင်းလို့တတိလည်းထားစရာကောင်းလို့ပြောပြချင်တာဟုတ်လားတနေ့တော့သူတို့ရွာရဲ့ရွာဦးเจ้าမှာအငိမ်ပွင့်ရှိအဲ့ဒါနဲ့ညီမနှစ်ယောက်ဆေးလေးလေးရင်းနဲ့မဖြစ်တဲ့လူကဟေးဒီဆေးလေးလေးလိတ်ပြီးရင်တို့ညီမနှစ်ယောက်ရွာဦးเจ้าသွားပြီးတော့ပွေးသွားကြည့်ရအောင်ညီမဖြစ်တဲ့လူကဘာစီကူးပေါက်တယ်မသိဘူးမကြည့်ကျင်ဘူးတဲ့ဒီနေ့စောစောအိတ်မယ် အတော့မဖြစ်တဲ့တူမဖြစ်ပါဘူးနေငါနဲ့လိုက်ခဲ့ပါငါမှအဖိုးမရှိဘူးဆိုတော့မလိုက်ချင်ဘူးဆိုတော့အမဖြစ်တဲ့လူကကြံကြံထန်ထန်ညီမကိုဆဲအဲ့ဒီမှာညီမဖြစ်တဲ့လူကလည်းအမကို ပြန်ပြီးတော့ဆဲတာအဲ့ဒါလို့ဆဲတော့ကို့ထက်အကြီးကိုပြန်ပြီးတော့ဆဲရမလားဆိုပြီးတော့တတင်ကဖြစ်ပေါ်လာတဲ့စိတ်ကိုသူမထိန်းနိုင်ဘူးသူဆေးလေးလေးနေတဲ့ဘန်းထဲမှာလည်းပဲကက်ကြီးကအရန်နဲ့ရှိနေတာ အဲ့ဒါနဲ့ဟုံးကနေထလာတဲ့ဒီဒေါသအဲ့ဒီဒေါသခိုင်းတာကို မရှင်းမချင်းလှုပ်လိုက်မိတယ်လက်ထဲမှာရှိတဲ့ကက်ကြီးနဲ့ညီမကိုပြစ်လိုက်တယ်ဘယ်ဘက်ရှင်အုံကိုသွားပြီးတော့စိုက်တယ်ကက်ကြီးကအဲ့ဒီတော့မှသူအကြီးကျယ်လန့်တယ်ဟာညီမလေးဘလို့ဖြစ်လဲမသိဘူးဆိုတော့သွားပြီးတော့ပွေတော့သွေးတန်ရဲရဲနဲ့သူချစ်လာတဲ့ညီမလေးဟာသူ့လက်ထဲမှာပဲတည်ဆုံသွားတယ်ဘာချင်းမီးတည်တာ ဒီညီမလေးကိုသေစီလိုတဲ့စိတ်သူ့မှာရှိဟံမတူပါဘူးရုတ်တရက်ဒေါသရဲ့အလိုကိုလိုက်ပြီးတော့ပြစ်လိုက်မိတာဝန်နေစရာမကောင်းဘူးလားအဲ့ဒီမှာသူငိုးယူပြီးတော့ညီမလေးအလောင်းကိုပိုင်ပြီးတော့ရေစကန်းကိုသူကိုယ်တိုင်ပဲသွားပြီးတော့အဖမ်းခံတယ်သူလည်းပဲထောင်း7နှစ်ကျော်ကျော်လောက်ကြာတယ်သူချစ်တဲ့ညီမလေးလည်းသူ့လက်ချက်နဲ့သေရတယ်သူ့ရဲ့ဘဝလက်ကျန်အချိန်မှာဒီစက္ကန့်ပိုင်းလေးဖြစ်ပေါ်လာတဲ့စိတ်ကိုမနိုင်လိုက်တာနဲ့ နောင်တတရားတွေနဲ့စိတ်မချမ်းသာမှုတွေနဲ့ပဲသူအချိန်ကုန်ခဲ့ရပိတ္တရေနောင်တန်တရားဆိုတာကိုအသာထားပါဦးဟုတ်ရဲ့လားစိတ်ကိုမဆောင်ရှောက်မထိမ့်သိမ့်နိုင်တဲ့ပုံကူတွေဟာပြစ္ဆုတ်ပံမာကိုပဲကြီးကျယ်တဲ့ဒုက္ခတွေကိုမရင်ဆိုင်ရပေဘူးလားရင်ဆိုင်ရနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ကဒီဒုတိယစကားကုံးလေးကိုလည်းသိကြိုက်တာပဲဟုတ်လားစိတ်ကိုမထိမ့်သိမ့်နိုင်ရင်ဒုက္ခအကြီးကျယ်တွေ့မယ်စိတ်ကိုထိမ့်သိမ့်နိုင်ရင်တော့ချမ်းသာပဲ Thank you.